第2週3日目あなたのことプラマトクがえっと、ー、とさそれネラムシャやさのでまいいエジーティブをいいをぴょぴょパンライターなエジティブソリューションレベルなをぴょぴょさそれをパンライタラーအဲエジーティフカミロ့ဒါက adjective ကနေပြီးတော့ noun ဖြစ်သွားတဲ့သဘော ဒါပေမဲ့တတိထာမှာယိုဤကောင်းသောဆိုလို့ချင်းယောစဆိုပြီးတော့ပြောတယ်။အီအီစာဆိုပြီးတော့မပြောဘူးနော်။အဲ့တော့ noun လောက်ချင်တဲ့အခါမှာ adjective တချို့သော adjective တွေကိုအီနဲ့နားနဲ့ဖြုတ်ပြီးတော့စဆိုပြီးပေါင်းလိုက်လို့ရှိရင် noun ဖြစ်သွားတယ်။ adjective တိုင်းတော့မဟုတ်ဘူးနော်။အော်ဒဲကိုကြည့်မယ်ဆိုရင်ဒီမှာဥဒေရှိစဥဒေရှိ ဝန်တာတဲ့ကြည်နူးတဲ့ဦးရရှိစာဆိုဝန်တာမှုကြည်နူးမှုဆိုပြီးတော့ဖြစ်သွားတာအချီပူတဲ့အချစာဆိုရင်အပူဆိုပြီးဖြစ်သွားတယ်အာမအီချိုတော့အာမစာဆိုတော့အချိုမာဂျီမဲနာဆိုတီကြီးတဲ့မာဂျီမဲစာဆိုတီကြီးလေးနဲ့မှုဆိုပြီးတော့ဖြစ်သွားတယ်ပမာစကားမှဆိုလို့ရှင်လေနာမဝိသေတနာသောနဲ့ဆုံးမြင်မဲ့ နံဖြစ်သွားတော့အဲဒီနာမဝိနာနံပြောင်းလိုက်တော့မှုလို့ဘာလို့ဖြစ်သွားကုန်မှာပေါ့နော်ပျော်ရွှင်မှုအဲအပူတို့အချို့တို့ကတော့အာအာနဲ့ဆက်လိုက်တယ်ပမာစကားတပေါ်မျိုးပေါ့နော်အဲ့လိုပဲအင်းဂျပန်စကားမှာလည်းပဲ adjective တွေကို noun ကိုပြောင်းလိုက်တာ ဖတ်ကြအောင်။အိုခိစာကချီကောင်းလေ။အိုခိယာကြီးတော့အိုခိစာဆိုတော့အရွယ်အစားဆိုပြီးတော့ဖြစ်သွားတယ်။အရွယ်အစားကချီကောင်းမတူညီဘူးလို့ပြောတာ။အိုခိစာကချီအချီကောင်းကခင်မီတို့同じカバンを持っているよ。အိုခိစာမတူပေမဲ့အရွယ်အစားမတူပေမဲ့မင်းနဲ့တူညီတဲ့ခါပန်ဆိုတော့မင်းနဲ့ပုံစံတူတဲ့ခါပန်ကို 持っているよ。そのバインサね、それ死で、と言われる。え、u s もとべめ、みんな、ボンサンアトゥトゥ、がまね死で、と言われる。大きいがね、ビル、大きいさ、と言れなんとく、子供に命の大切さを教えなければならない。大切な、それ、アジティブ、ジジド、ジバドかな。 အဲ့ဒါနေပြီးတော့ thai chit sa ဆိုတော့အရေးကြီးမှုအရေးပါမှုဖြစ်သွားတယ်။ ino chi ဆိုတာအသက်ကိုပြောတာ။အဲ့တော့ကလေးတွေကို အသက်ရဲ့အရေးကြီးမှုကိုအရှင်းနာခဲ့တယ်ပါနာလာမယ်။မတင်ပေးလို့မရဘူး။အကလေးလေးဆိုမသိဘူးမလားမပြုတ်ကြလို့ရှင်နာတတ်တယ်လို့ကားရှိပြီလို့ရှင်ကားတိုင်းသိတတ်တယ်လို့ အဲ့လိုမျိုးဟာတွေကိုမသိတဲ့အတွက်ကြောင့်မို့ဒီအသက်ရဲ့ innocence ရဲ့အရေးပါမှုအရေးကြီးမှုဒါ ई ဆက်စစအောင်ဟိုရှင်းနာခဲ့တဲ့ဘာနာနာနိုင်မသိဘူးမရဘူးလို့ပြောတာကဲအခုတော့အဓိကပြောချင်တာကတော့ adjective တချို့တော့ adjective တွေကို e ကို s နာကို s ဆိုပြီးပြောင်းလိုက်လို့ရှင် noun ဖြစ်သွားတယ်နောက်တစ်ခုလည်းအလိုပဲ adjective ကနေ noun ပြောင်းတာပဲသူကြတော့ s မဟုတ်ဘဲနဲ့ me ဆိုပြီးတော့ပြောင်းလိုက်တာ တချို့က e adjective တွေ na adjective တွေကို e တွေ na တွေဖြုတ်ပြီးတော့ me ဆိုပြီးတော့ပေါင်းလိုက်လို့ရှိရင်လည်းသူက noun ဖြစ်သွားတယ်။ they ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာခန္ဓာရှိမိเนาะခန္ဓာရှိခြေကွယ်ဝမ်းနေတော့ခန္ဓာရှိမိခြေကွယ်ဝမ်းနေမှု yowa i a ne do yowa mi ဆိုရင် a ne che a ne mu a ne che ပေါ့နော် itami အဲ့တော့ itai na chin do itami ဆိုနာခြင်းမှု ရှင်ခန်နာဆိုတာနေလာတယ်ရှင်ခန်နာဆိုတာကဒီအရင်ကစူးစူးဆိုင်ဆိုင်လောက်တာအာယုံစူးဆိုင်တာရှင်ခန်နာလို့ပြောတယ်ရှင်ခန်မီဆိုတော့အာယုံစူးဆိုင်မှုလို့ဖြစ်သွားတယ် အဲဒါမဲ့နေမှာပါလဲဆိုတော့အပေါ်ကစနဲ့ပေါင်းလို့ရတဲ့ဟာတွေကိုမိနဲ့လာထပ်ပေါင်းပြီးတော့ပြောင်းလို့မရဘူး။ဒါကြောင့် okay စပဲရှိတယ် okay မိမရှိဘူး။ ure ရှိစပဲရှိတယ် ure ရှိမိမရှိဘူး။ atsu စပဲရှိတယ် atsu မိမရှိဘူး။ majime စပဲရှိတယ် majime မိမရှိဘူး။အဲ့တော့ the true adjective နဲ့ adjective တွေကစပေါင်းလို့ရှိရင် စာဆိုရင်စကလုံးပေါင်းလိုက်လို့ရှင်နောင်ဖြစ်တယ်တချို့ကျတော့မိဆိုရင်ဟာပေါင်းရင်နောင်ဖြစ်တယ်ဒီလိုပဲမှတ်မှရမယ်စာလုံးမြရတော့တွေးပါအများရင်သုံးပါများရင်သူ့ဟာသူမှတ်မိလာလိမ့်မယ်ကဲတော့ဖတ်ကြည့်ရအောင်ခုလူရှိမိဝစစကူခုလူရှိစာပင်ပန်းစင်းရတာတော့အဲအသက်ရှူချက်တာတော့ဒါတွေကိုပြောတာစစကူစာဆက်လက်ဖြစ်သွားတယ်စင်းစောကအဝတာအိမတဲ့မှုစစ်ကြီးပြီးဆုံးသွားတဲ့အခုထိလည်းပဲ この国の苦しみは、リタンピペメンセイエムがまだ続いている。サラピロ、ピポアネティで。田中さんの強みは、田中さんへあたちが2カ国語が話せるということです。バタザが何をピオナイネ、それへチェプセテ。強みずらとへあたちゃの強い点、それレベル。OK、なるほど、アメ。 နောက်တစ်ခုကခိုတိုဆိုတာနဲ့ပေါင်းတာ noun နော်ခိုတိုပြီးတော့ verb တဲ့ adjective တဲ့ noun နဲ့ plain form fusuke ခိုတို na adjective ခိုတို noun ဆိုရင် there are ခိုတိုဆိုပြီးတော့လည်းပေါင်းလို့ရတယ် noun နော်ခိုတို noun there are ခိုတိုဆိုပြီးတော့တွားလို့ရတယ်အဲ့တော့ခိုတိုဆိုတာဘာလဲဆိုတော့အကြောင်းကိစ္စကိုပဲပြောတာပါ နာအထ、まあ、ွでေထူဘာမှအထိပ်ပဲပြောင်းသွားတာテဟုတ်ဒီကိစ္စဒီအကြのことぞ3枚ケサースとပြောတာ来週のテストのことで質問があります。なんとべ、サメブエケサーね、質問メーゼアレシアレーで。ロティマ、ルルエピョルシーにテストについて、そびろとのやらしいかまぱどれすりて တ်သက်၍ဆမ်ဝဲနဲ့ပတ်သက်ပြီးတော့မေခွန်းမေးစရာရှိတယ်လို့ပြောတာအဲ့ဒါကို test no koto de ဆိုပြီးတော့လည်းသုံးလို့ရမှာဆမ်ဝဲကိစ္စနဲ့ပတ်သက်ပြီးတော့နောက်တစ်ခု田中さんが入院したことを知っていますか田中さん西洋たにれケースを聞いたら西洋たにれそれケース入院したことを知っていますか聞いたら အဲ့တော့ဒီဟာဆိုရင် Fusuki နဲ့ထုံလိုက်တာပေါ့နော်ဒါတော့ now not ဆိုပြီးတော့ထုံလိုက်တာဒီဖြစ်ပြနေတဲ့ကိစ္စအရောဒီ now ကိစ္စအရောပြောချင်တဲ့အခါမှာ koto ဆိုတာနဲ့တွဲပြီးတော့သုံးပါလေနောက်ဆုံးတစ်ခုကြတော့ not နဲ့စတဲ့ဟာအဲအရှိမခုန koto နဲ့ပုံစံအတူတူပဲ but the adjective in noun နဲ့ရဲ့ Fusuki plain form နဲ့လိုက်မယ် adjective ပြီးတော့ noun နဲ့ na ဆိုပြီးတော့လေ လိုက်လွှဲရတဲ့ not နဲ့ဆက်တယ်အဲ့ဒါကခို့တော်ဆိုတဲ့စကားနဲ့အတိတ်ပဲအတူတူပဲဒီခို့တော်တို့ not တို့ဆိုတာအတိတ်ပဲအတူတူပဲဘဲကိုချစ်တဲ့ကြည့်လိုက်မယ်ဆိုရင်မိတဲ့ iru no gatha no shi ကြည့်နေရတာကိုပြောတယ်ပြောတာမိတဲ့ iru ko to gatha no shi လို့တောင်းလဲမှန်တယ်မိတဲ့ iru no gatha no shi လို့တောင်းလဲမှန်ကြည့်နေရုံရကြည့်နေရုံနဲ့တင်းကိုပြောတယ်လို့ပြောတာ なんとくいいのを選んでください。だじゃかなりゅうりぴるぴょら。いいものを選んでください。それでいいことを選んでください。だからごいいのをらい,いいのを選んでください。かなりゅうり暑いのは嫌いです。 ပူတာကိုမကြိုက်ဘူးလို့အနွေရသည်ပူတာကိုမကြိုက်ဘူးလို့အေးတာကိုမကြိုက်ဘူးလို့အဲ့လိုပြောချင်အချိန်တော့ခိတိုင်းတာလို့ဆာမွန်ကြီးတော့ခိတိုင်းတာလို့ဒီလိုတောင်းလို့ရတယ်နောက်တစ်ခုဂိန်းခိနာနောကအီချီဘန်ဒါဂျမ်းမာနေတာအကောင်းဆုံးပဲဂျမ်းမာဘူဟာအကောင်းဆုံးပဲပထမအုံဆုံးပဲဂျမ်းမာဘူဟာအရေးကြီးဆုံးပဲလို့ပြောချင်တာအဲ့ဒါကိုဂိန်းခိနာနောကအီချီဘန်ဒါလို့ပြောမယ်အစားချောင်းဖတ်ကြည့်မယ် 電話するのを忘れた。フォンサポケさんを見たれ。田中さんに電話するのをすっかり忘れていました。すっかりずらがろうは見とれる。表示なの何も忘れない。トレビトンなにあれ。田中さん、すぐフォンサポケさをロンは見とあげる。次、日曜日にこんだところへ行くのはあんまり好きではありません。 တနင်္ဂနွေနေ့မှာခွန်တာတော့ကိုလို့ဆိုတာလူတွေပိတ်ကျက်နေတဲ့နေရာပေါ့နော်ဥပမာဒီပါတော်ကိုကစားကွင်းတို့အဲ့လိုမျိုးနေရာတွေပေါ့နော်လူတွေပိတ်ကျက်နေတဲ့ပိတ်နေတဲ့နေရာတွေကိုဤခုတော်ကသွားရတဲ့ကိစ္စကိုအာမနိစကိတဝါအနိမဆေတိတ်ပြီးတော့မကြိုက်ဘူးအဲ့တော့ဤခုခိုးတော်ဟာဆိုတာနဲ့တူမဲ့ဤခုတော်ကလို့ပဲတောင်းလို့ရမှာဤခုခိုးတော်ဟာလို့တောင်းလိုက်လေတူတူပဲအတိတ်ပဲဘာမှပြောင်းမသွားဘူး では上の方を読んでみましょう。完全があなたのことを、それは面じゃんもの、面計算されて面じゃん、ぴょら。ガマリアリんん・リル・ジャオセンーニャ毎日あなたのことを思っているけれど気持ちを伝えるのはむ、うん、恥ずかしくてできない。未来未来、メイジャオをドゥイニビメレ。 思っているけれど、けれど、けれどさあ弄にべめね。あとべめね、気持ちを伝えるのは最感さちゃくぴょぴゃぽ計算がろ恥ずかしくて、シェルできない、もぴょないも。ま、ぷんぴょもぴょないもわな、シェルもぴょないもとぴょら。あ、でま、のそらへことそらへ飛んでやとれな。では練習しましょう。 一彼が作った映画には優しさ優しいさが溢れている。だってからだそうするにあぴたんてやめ。イエジティブをさပေါင်းပြီးတော့နောင်ပုံစံပြောင်းထားတာဒါကြောင့်မို့လို့ ee adjective ကို ee ကိုဖြုတ်ပြီးမှစာပေါင်းရမှာဆိုတော့အဖြေက a ဖြစ်ရမှာနော်။သူဖတ်ပြလို့ဖန်တီးထားတဲ့ a ကရုပ်ရှင် မာတဲ့ရဆရှိဆာဆိုတာဂျင်နာမှုလေးအဖူရတဲ့ဤလို့ဆိုတာပြည့်နှက်နေတယ်ပေါ့နော်ဂျင်နာမှုလေးပြည့်နှက်ပါဝင်နေတယ်လို့ပြောချင်တာနိဗ္ဗာန်ဆွန်နမူလီနောလာမူလီနာလာကိုတိုအီဝါနိုင်တဲ့ကုဒါဆိုင်အဲ့လိုကိစ္စအောင်မပြောပါနဲ့တဲ့ကိုတိုနဲ့ဆက်ထားတယ်အဲ့တော့နာ adjective ကအဲ့ဒီအတိုင်းပဲသွားမယ်ဒါကြောင့်ဆွန်နမူလီနာကိုတို 言わないでください。3番どの作品にも良さ、い,いさがあります。べ作品は、のぴにゃぱりもまむそう。かめちゃりりしれるぴょちな。かめちゃこ、いいさのぴょうのぴょけれの。よさのべとやめ。4番、スポーツは見るのわらのことわら。 好きなんですが、レチャイテル。アガザオ、ジアラロチャイピメ、ロピョラ、マボロンガナロバ、ボロンボエロジアラチャイピメ、ボロンノムカンタフーロバロバナ。アロ、ジレケイサロピョチンダ、ノトエントン、コトトエントン、ノコトソブヨロムトムダチャ、ミルノワ、好きなんですが、ロバピョメ。5番、この手紙には書いた人の真面目、ミラサラが အာလာဝါရတဲ့လို့အမကြီးမဲဆိုရင်စလို့ပြောင်းရမယ်ဒီစမှာရေးထားတဲ့သူရဲ့တကြည်လေးနှံ့မှုတွေဖော်ပြနေတယ်ပြောတော့ခုပါ watashi wa skoshi kore ga suki desu ကျွန်တော်နည်းနည်းတဲ့ကိုကြိုက်တယ်တဲ့ nigami so akada aru shi de kohi no ဆိုတော့ အခါတည်းနဲ့ရှိတဲ့ကော်ဖီလေးကြိုက်တယ်လို့ပြောပါမှာနော်အဲ့တော့ skoshi nigami no aru kohi ga suki desu ပြန်မယ်နာနာပါ明日これ聞きましたかမနက်ပြန်ခင်ခင်မရှိတာကားစားကြတိခဲ့ပြီလားလို့ပြောတာကြားပြီလားမေးပြီလားလို့အတိတ်ပဲနော် テスト3名分をノーノーコトレバネネショウトアリノーリノーコトレပြောချင်တာကတော့မနှက်ပြန်3名分ရှိတဲ့ကိစ္စကိုတည်ပြီးပြီလားလို့ပြောမှာပေါ့နော်ဆိုတော့ဘယ်လိုဆက်မလဲအာရှတာနော်テストノーコトをきましたかそれをではまたね。